grade 11နဲ့12စတဒန်နဲ့စနတန်ချောင်းသားချောင်းသူများသာရသမီးတို့အတွက်ဘုံဟောအအတွေးခေါ်လေးတချို့မျှဝေပေးခြင်းပါလေဒီလိုအချိန်ဆိုရင်ဒီလိုအရွယ်ဆိုရင်အမ်တပတ်မှာအင်ဒီပန်ဒန့်ဖြစ်ခြင်းနဲ့ဒီကိုယ့်အကူလွတ်လပ်လပ်ဆုံးဖြတ်ခြင်းနဲ့ စိတ်တအတေဖြစ်ပေါ်လာတယ်အလွတ်လပ်မှုရချင်တာပေါ့ဒီမတိုင်ခင်တော့ကတော့မိဘကဆုံးဖြတ်တဲ့ဟာကြီးကိုလိုက်လုပ်ခဲ့တယ်တချို့မိဘတွေကတော့အမ်သာသမီရဲ့ဆန္ဒကိုလည်းမေးတယ်တချို့ကြတော့အများကြီးမမေးဘူးအဲ့လိုပဲအဲဆွဲခေါ်သွားတယ်ဘလို့ပဲဖြစ်ဖြစ် ဒီချင်းရောက်လာပြီဆိုရင်ခုချစ်တာပေါ်ခုရက်ဒီချင်းနဲ့စိတ်တွေပေါ်လာတယ်။ဒါကကောင်းတဲ့လက္ခဏာတစ်ခုပါ။ဒါလူသားတွေမှာရှိတဲ့အင်အားတစ်ခုပါပဲ strength တစ်ခုပါ။အဲ့လိုဖြစ်ချင်လာပြီဆိုရင်ဘုံကဘာကိုတွေးတော့ဆိုတော့အနာဂတ်ကိုတွေးတာပေါ့။ရှေ့ကိုတွေးတာ။အဲရှေ့ကိုတွေးတဲ့နေရာမှာအခုချိန်ထိဆိုရင်ဟိုက တခါခါရှေ့ဆိုတဲ့နေရာမှာနောက်နေဆံဘွယ်လောက်ထိပဲတွေးတာပေါ့အခု7တန်းစနစ်တန်းရောက်လာတဲ့ခါကျတော့ဒီနောက်နေဆံဘွယ်ကိုချော်ပြီးတော့တက္ကသိုလ်ထိလည်းတွေးကြတယ်အဲလုပ်ငန်းခွင်ထိလည်းတွေးကြတယ်ဘာအလုပ်လုပ်မယ်ဆိုတာလည်းတွေးတယ်ဘယ်နေရာမှာနေမယ်အဲ့ဒီထိတွေးတယ် ကိုတိဆောက်ခြင်းတဲ့ဘဝကိုတိဆောက်ခြင်းတဲ့ကဘာကိုနေခြင်းတဲ့ကဘာအဲ့ဒါတွေကိုစပြီးတော့လေးလေးနက်နက်စဉ်းစားတဲ့ချိန်ဒါကြောင့်ဒီချိန်မှာတစ်ဖက်ကလည်းပဲစိတ်လှုပ်ရှားမှု exciting ဖြစ်ပါတယ် excited ဖြစ်တယ်ဒါမဲ့ကျန်တဲ့တစ်ဖက်ကလည်းပဲအနာဂတ်ဆိုတာမရောက်သေးတဲ့ခါကျတော့ ม่ได้จะไม่ยามุดเอ uncertainty ไม่ได้จะไม่ไม่ยามุดเองพี่นี่ละไม่ได้จะไม่ยาไม่ยามุดสุยงก็สามวันพี่อันตรูไปพามีคนอีพาลามไปสระไม่ติดใจเช็คมาเซฟพีสิมุภูมิยาบาล uncertainty ไม่ได้จะไม่ยามุดขอร์ ဒါပေမဲ့အနာဂတ်ကိုတွေးတဲ့ဟာကကိုဒီလိုပဲဆက်တွေးရမှာပဲဆက်နေတဲ့အောင်ပြီးတော့တက်ကူတို့ရောက်သွားရင်လည်းအနာဂတ်အတွက်ဒီလိုပဲဆက်တွေးရမှာတက်ကူတို့ရောက်သွားရင်လည်းဒီလိုပဲအနာဂတ်အတွက်ဆက်တွေးရမှာဘွဲရပြီးပြီဆိုရင်အနာဂတ်အတွက်ဆက်တွေးရမှာဒါပေမဲ့အဲ့ဒီအတွေးတွေကိုတစ်ပိုင်းစီတစ်ပိုင်းစီလူတွေကတွေးကြတာပေါ့လူတွေကတွေးကြတယ် ဒီတဘောအလုံးအတွက်လည်းတွေးတယ်။ဘာလုပ်ချင်လဲ။ဆရာဝန်ဖြစ်ချင်လား engineer ဖြစ်ချင်လား။အဲစီအဲ့လိုငန်းရှင်ဖြစ်ချင်လား။ကျောင်းဆရာဆရာမဖြစ်ချင်လား။ IT ပညာရှင်ဖြစ်ချင်လား။တက်ပံပညာရှင်ဖြစ်ချင်လား။စာရေးဆရာဖြစ်ချင်လား။အစရှိသည့်ဖြင့်ကိုယ့်ရဲ့ဝန်ထမ်း ဒီမတိုင်ခင်တော့ကတော့ဝါနာတွေရှိခဲ့တယ်အဲ့ဝါနာတွေခရဏပြောင်းနေတာအခု၁၇တန်းနဲ့၁၂တန်းရောက်လာပြီဆိုတော့ကိုစိတ်ဝင်စားတဲ့ရဟုကိုကြာကြာတွေးတဲ့အကျင့်လေးရလာတယ်တငယ်ချင်းတွေနဲ့လည်းပဲဆွေးနွေးတဲ့အကျင့်လေးတွေရလာတယ်မိဘတွေနဲ့လည်းပဲဆွေးနွေးတဲ့အကျင့်တွေရလာတယ်အဲ့ဒီဆွေးနွေးမှုတွေဟာအကုန်လုံးအထောက်အကူဖြစ်တယ် ထောက်ကိုဖြစ်တယ်။ဒါပေမဲ့ဆွေးနွေးမှုတိုင်းဆွေးနွေးမှုတိုင်းဘသူနဲ့ပဲဆွေးနွေးဆွေးနွေး။ကိုဆွေးနွေးတဲ့ဟာကတစ်ခါတစ်ခါအကျင့်အားရတဲ့အဖြစ်တွေရတယ်။တစ်ခါတစ်ခါကျတော့အဖြစ်တွေမရဘဲနဲ့အကန့်အသတ်ဆိုတဲ့ limit တွေပဲကိုကြုံရတယ်။ကိုရဲ့ limit တွေသူတို့ရဲ့ limit တွေအခြေအနေရဲ့ limitation တွေအဲ့ဒါတွေ တွေ့ရဒါကြောင့်ဒီလိုနေရာမျိုးမှာဘာအလုတ်လုတ်မယ်ဆိုတာကိုအတိအကျမသိသေးရင်ပဲဖြစ်ဖြစ်ဘာလို့လုတ်ခြင်းလဲဘာပညာရက်လေးလာတင်ကြခြင်းလဲဆိုတာကိုတိဒီဒီတိတိကျကျဆုံးဖြတ်ပြီတာအမ်ခြောက်တာခြောက်သူမှမရပဲဖြစ်ဖြစ်နေရာစလုံးအတွက်လိုအပ်တဲ့အရာတစ်ခုအရော a sense of purpose English <coughs> sense of purpose. Ba bè lo lo. Yue che pa re. So re. Bia. đó a sense of purpose lo ko. Te chu ha re he. Wing we ro kao le mẹ Ta me ai. Wing we kao ne lâu re. Lo mà, he ma. Wing khu dekhu re atren ne. Ko lo ta. Ai ko lo ta lo ngan ga. ိုယ်အတွက်ရောအများအတွက်ရောဘလို့ကောင်းချိုးဖြစ်စေရဲဆိုတဲ့ဟာကိုအဲ့ဒီတိမတွေးမိဘူး။ဒါကြောင့် a sense of purpose မှာအားနေတယ်။ဘာအတွက်လုပ်တယ်ဆိုတာကိုအာကြည်ကြပြန်ပြန်တွေးဖို့လိုအပ်တယ်။ဒီနေ့မှာဗုဒ္ဓမြတ်စွာဘုရားရရှုထားအောင်နေစိတ်ပိုင်းဆိုင်ရာအာ ဆန်းစစ်မှုရှုရအောင်ကြီးမဲ့ဆိုရင်တော့ဘာလုပ်ငန်းပဲဖြစ်ဖြစ်တဲ့လုပ်တဲ့လုပ်ငန်းမှာကိုကပျော်ရွှင်ဖို့လဲလိုတယ်အောင်မြင်ဖို့လဲလိုပျော်ရွှင်ဖို့အအောင်မြင်ဖို့အင်္ဂလိပ်လိုပြောရဲဆိုရင်တော့အလုပ်ငန်းမှာပျော်ရွှင်တာအဲ့တော့ enjoyment နဲ့ satisfaction လို့ enjoy ဖြစ်တဲ့အဲ့ဒီအလုပ်တစ်ခုလုပ်နေတဲ့အချိန်မှာ enjoy ဖြစ်တယ်ကိုပြောတယ်လုပ်ပြီးပြီဆိုရင်လည်း satisfy ဖြစ်တယ်ဆိုတော့ကျေနပ်တယ်ပေါ့ကျေနပ်တယ်အဲ့ဒီဟာကိုဗုဒ္ဓဆေပညာမှာမုဋ္ဌိတာလို့ခေါ်တယ်အခု7တန်း7တန်းအာတက်နေတဲ့အချိန်မှာကိုဖောက်ဖန်တိုင်းဒီလေးလာတော့ဒီကနေစား ဒီအနေစာဒီနေရာမှာကိုပြောရင်အနာကတ်ကြရင်လေပျော်ဖို့အတွက်အခွင့်အလမ်းနေဖို့များမယ်ဒီနေရာမှာဘုံမောဘာဆိုလို့ရလို့ဆိုအင်္ဂလိပ်ဟာသင်နေဆိုတာအင်္ဂလိပ်ဟာဘာသာရပ်စာမေးပွဲအောင်ဖို့အတွက်ပဲကိုကမှန်းထားတယ်အမှတ်များဖို့အတွက်ပဲနော်တချို့ဆိုရင်ဒီထွက်တိတိဂုံတုထွက်တိတိမှန်းနေပါ အဲ့ဟာကဆမ်မွေးပွဲအထိပဲခွန်မှန်းတာအဲ့ဒီထက်ကြီးကြီးတွေးရမှာအဲ့ထက်ရွေးချက်ကြီးရမှာအဲ့ကြောင့်ရွေးရွေးချင်းမြင့်မြင့်ချင်းဆိုရဲနဲ့မြင့်မြင့်ချင်းရွေးချက်ကြီးထားဘယ်လိုရွေးချက်ကြီးမှထားမှာဘယ်လိုမြင့်မြင့်ချင်းတော့မှာတော့ဆိုအင်္ဂလိပ်စာသင်ရင်အင်္ဂလိပ်စာကျွမ်းကျင်အင်္ဂလိပ်စာနဲ့ရေးထားတဲ့ ဘုဒ္ဓရာတွေရဲ့တော့ချက်နော်တော့ကိုရရှိထားတယ်အဲ့ဘုဒ္ဓရာတွေကိုအသုံးပြုနိုင်တယ်လေးလာလို့ရတယ်အင်္ဂလိပ်စကားပြောတဲ့ကဘာဖြစ်သူဖြစ်သားတွေနဲ့လည်းပဲကိုကဆက်ဆံနိုင်တယ်အဲ့ကြားထဲမှာအခွင့်အလမ်းတွေနော်ကိုကနေပြီးတော့သူတို့ကိုကြီးနေတဲ့ခွင့်အလမ်းသူတို့ကနေပြီးတော့ကိုကိုလမ်းဖွင့်ပေးတဲ့ခွင့်အလမ်းအဲ့ဒါမျိုးတွေအများကြီးပေါ်လာတယ် ဆက်သွယ်ရေးတော်မှာနော်ကိုမိသားစုရင်သူတို့မိသားစုကိုနိုင်ငံနဲ့သူတို့နိုင်ငံကိုကွန်မဏီနဲ့သူတို့ကွန်မဏီကိုဌာနနဲ့သူတို့ဌာနဆက်ဆံတဲ့နေရာမှာအင်္ဂလိပ်စာအရေးကြီးပုံနောက်ပြီးတော့ personal development တကူရေးနော်ကိုရဲ့အဲတိုးတက်မှုအတွက်ဒီအင်္ဂလိပ်စာဘလောက်ရေးကြီးလဲအဲ့ဒီဟာမျိုး စိတ်ထဲသဘောကျအောင်စိတ်ထဲကျင့်နှံ့အောင်ဆွေးနွေးရမယ်တွေးရမယ်အင်္ဂလိပ်စာအရေးကြီးဘူးအဲ့ဒီလိုသဘောကျပြီးကိုတွေးတာသဘောကျပြီးနားလည်ပြီး sense of purpose ရင်ချက်ရှိပြီဆိုရင်အင်္ဂလိပ်စာလေ့လာတဲ့နေရာမှာအာကိုယ့်ရဲ့ motivation ကိုယ့်ရဲ့စိတ်ဆန္ဒကိုယ့်ရဲ့စိတ်ဆွမ်းအမြတ်တမ်းမြင့်မားနေမှာ စိတ်ဆန္ဒအမြဲတမ်းမြင့်မားတဲ့ပုဂ္ဂိုလ်သူကြိုးစားတယ်ဝိရိယကောင်းတယ်ပေါ့ဆန္ဒဓိပတိရှိတော့ဝိရိယဓိပတိလိုက်လာဝိရိယဓိပတိရှိတဲ့ပုဂ္ဂိုလ်ကြိုးစားတဲ့ပုဂ္ဂိုလ်အားညံကောင်းပြီးသားဆိုဖို့ကောင်းနဲ့ညံမကောင်းသေးဘူးဆိုရင်ညံဖို့ကောင်းလာတယ်လို့ထားတိဗ္ဗံပညာအနေနဲ့ယုံဗုဒ္ဓတရားတော်အနေနဲ့ယုံနှစ်ခုစလုံးဆိုထားတယ် ဘာမှအဖန်တရားရှိစရာမလိုစူးစမ်းရင်ဉာဏ်ကောင်းလာတယ်ဉာဏ်ကောင်းပြီးသားဆင်ဖို့ကောင်းတယ်ဉာဏ်သိမကောင်းသေးလို့ဆိုရင်ဉာဏ်ကောင်းလာတယ်သူရိနာတွေအများကြီးရှိတယ်ဘုံဘုံဟောထားတဲ့တရားတွေလည်းအများကြီးရှိတယ်တရားတွေနဲ့ပတ်သက်ပြီးတော့ဒီ growth mindset နဲ့ပတ်သက်တာဒါကြောင့်ဒီနေရာမှာရွေချက်မြင့်မားဖို့လိုအပ်တယ် ို့အတွက်ပဲကိုကြိုးစားတယ်ငါဆရာဝန်ဖြစ်ဖို့ငါအင်ဂျင်နီယာဖြစ်ဖို့အာငါဗမောက်ခဖြစ်ဖို့ငါတတိဖြစ်ဖို့ငါအလုပ်ကောင်းရဖို့ဆိုရင်ဒီမှာငါပါတာကလက်တွေ့ကြပါတယ်ဒါမဲ့ဒီကိုဘွားနော်ငါဆိုတဲ့ဟာကိုဖဲဟိုဘောင်ဒရီလောက်ပြီးတော့စီးခတ်ထားရင်အဲ့ဒီရွေချက်ကတေးနေတယ် ဒါကြောင့်ဆရာတော်ကြီးဒီအဲဘုန်းတော်ဆုံးမထားတယ်ရိုးရိုးချင်းမြင့်မြင့်ချင်းရိုးချင်းနေ့စဉ်နေ့စဉ်ကတော့စာသင်ခန်းထဲဝင်ရင်မနေ့50စာတနားစာတစ်ခါတစ်ခါအဲ့လောက်ပဲလေ့လာတာရိုးရိုးပဲချင်းရိုးချင်းဆိုရိုးရိုးကြိုးစားသွားတာပေါ့ဒါပေမဲ့ရွေချက်ကတော့မြင့်မာတယ်ဒါလို့သမီး မြင့်မြင့်ကျန်ဆယ်ကျန်စီဒါပြောင်းဒါကြောင့်အင်္ဂလိပ်စာကျွမ်းကျင်အောင်လုပ်ပြီးတော့အာငါရဲ့ဘဝယုံငါလှုပ်လှုပ်တဲ့နေရာကအာဌာနဌာမုတ်ကုမ္ပဏီအဲအဲ့နေရာယုံငါနေတဲ့နိုင်ငံယုံဒီအင်္ဂလိပ်စာနဲ့အလုတ်ချွေးပြုတ်မယ်ဒီတဲ့ပို့ပြီးတော့မြင့်မအောင်လုပ်မယ် မြန်မာစာအခန်းထဲဝင်ကနေလည်းပဲအခန်းထဲဝင်တဲ့အခါပဲမြန်မာစာလေ့လာတဲ့အခါလည်းဒီတိုင်းပဲမြန်မာစာရဲ့အကျိုးကျေးဇူးများပေါ့အသုံးဝင်ပေါ့ကိုယ့်အတွက်ရောအများအတွက်ရောအဲ့လိုအကျိုးကျေးဇူးတွေအများကြီးရှိနိုင်တယ်ဖြစ်နိုင်တယ်ဆိုတော့တွေးရမယ်တွေးပြီးတော့ကိုယ့်ကိုရည်ရွယ်ချက်မြင့်မားအောင်ထားမှာတခြားပါတာရဲ့လေ့လာနေနေရာမှာလည်းတူတူပေါ့ သိပ္ပံဘာသာတွေယူလာအဲဒါမဟုတ် social study ပဲနော်ဒီစီဘွားအေးတို့ဘောကပေးတာ economics အာ history အဲ့ဒါတွေယူလာဘယ်ပဲယူဒီပညာရက်တွေအကုန်လုံးတန်ဖိုးရှိတယ်အကုန်လုံးတန်ဖိုးရှိတယ် chemistry လေးလာရဲဆိုရင်ဒါဟိုသင်္ကန်းစာတစ်ခုပြီးတစ်ခု လိုက်ရတာနဲ့နားလည်အောင်လှောက်ရတာနဲ့ဒီရွေချက်ကိုကိုသတိမထားမိဘူးဒီပညာရက်လူလောကအတွက်ဘလောက်ထိအသုံးကျတယ်ဆိုတာကိုမစဉ်းစားမိဘူးဒီတခန်းနားလည်အောင်ဖြည့်ရင်အမ်ဆောင်းဘွယ်စစ်တန်းခံအမှတ်တွေများအောင်အဲ့ဒီလက်ငင်းလိုအပ်ချက်တွေကိုပဲကိုတွေးရတာအနာဂတ်တွေမတွေးပဲ မတွေးရပဲဖြစ်နေအခုအနာဂတ်အတွက်ကိုယ့်ရဲ့အသက်အရွယ်ရအနာဂတ်ကိုဖြင်းစင်ရမယ်ဆိုတဲ့ခါကျတော့ကိုယ်စာတဲ့ငန်းထဲမှာထားတဲ့ focus အာစိတ်ထားအဲ့ဒါတွေနဲ့သူကကြွားချပြန်စာတဲ့ငန်းထဲမှာထားတာတော့ဒီနားမှာပြည့်စုံပန်တက်တယ် ထားတာ။အိုးဒီသင်္ကန်းစားနားလည်အောင်လုပ်ရတယ်။အခုအထက်တန်းလည်းပြီးရမယ်ဆိုတော့အနာဂတ်တည်းတွေ့ရမယ်။အော်စာသင်္ကန်းအပြင်ဘက်ကိုထွက်ပြီးတော့တွေ့ရတာ။ဒါကြောင့်ဒီတွေးခေါ်မှုနှစ်ခုမှာတစ်ခုကစာသင်္ကန်းနဲ့စာမှုဘွဲကိုပေါင်းလှုပ်ထားတယ်။နောက်တစ်ခုကတော့ဘဝတစ်ခုလုံးဆိုတော့ဘောင်းကအများကြီးကျဲသွားတယ် အတိအကျဘောင်ခတ်လို့မရအောင်အနာကပ်ကိုအဲ့ဒါကြောင့်မလို့မသေးချမေးရတဲ့အပိုင်းဒီ a sense of uncertainty စိတ်ထဲမှာခြေတုံချတုံဖြစ်နေတာတွေအဲ့ဒါမျိုးတွေတွေ့ကြုံရမယ်ခံစားရမယ်မသေးချမေးရမှုခံစားရတိုင်းစိတ်ထဲမှာစိတ်ဖြည့်ဆည်းမှုတွေလည်းဖြစ်တယ် အဲ့ဒီစိတ်ဖိစီးမှုဖြစ်တယ်ဆိုတာကိုလက်ခံစိတ်ဖိစီးမှုနဲ့ပတ်သက်တဲ့ပြဿနာနော်ဘာလုပ်မယ်ဆိုတော့မသိသေးဘူးဘာလုပ်ချင်တယ်ဆိုတာကိုမဆုံးဖြတ်နိုင်သေးဘူးအဲ့ဒီလိုဖြစ်ရင်အခုချိန်မှာမဆုံးဖြတ်နိုင်သေးဘူးဆိုပြီးတော့ကိုယ့်ကိုပြောပါမဆုံးဖြတ်နိုင်သေးဘူးအတင်းကြီးသွားပြီးတော့မဆုံးဖြတ်နိုင် နော် problem solving mode ဆိုတာရှိတယ်။ပြဿနာကိုအာဖြေရှင်းခြင်းနဲ့လော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 စိတ်ဆန္ဒတွေပေါ့နော်။အဲ့စိတ်ဆန္ဒတွေဟုတ်မကြမကြဖြစ်တတ်တယ်။ဒီပြဿနာမဖြေလည်နိုင်သေးဘူး။ဒီတိုင်းအာတောင်းလေးထားအောင်မယ်ဆက်တွေးအောင်မယ်။အာ ဆက်လေ့လာအောင်မယ်ဆက်ခံစားကြည့်အောင်မယ်လူအများစုကအဲ့ဒီလိုမဟုတ်ပါဘူးချက်ချင်းဆုံးဖြတ်ချင်တယ် problem solving mode ထဲကိုအလွယ်တကူဝင်ချင်တယ် observation စောင့်ကြည့်လေ့လာတဲ့အချိန်အတွက်နာလူတွေကအချင်းမရှိဘူးစောင့်ကြည့်တာလည်းတိတ်မရှိဘူးလေ့လာလည်းတိတ်မရှိဘူး ဒါတော့ဒီလိုရှိတယ်ဒါလည်းဒီလိုဖြစ်နေတယ်ဒါလိုဖြစ်နေဒါဆက်လေးလာမယ်ဘသူတွေနဲ့စကားပြောမယ်ဘယ်စားတွေဖတ်ကြည့်အောင်မယ်ဘသူရဲ့အကြောင်းတွေအမြင်တဲ့ပုဂ္ဂိုလ်တွေရဲ့အကြောင်းတွေလေးလံကြည့်မယ်သူတို့လျှောက်တဲ့လမ်းကဘယ်လိုတုံးအဲ့ဒါမျိုးတွေလေးလံမဲ့အစားဝချက်ချင်းပြဿနာဖြေရှင်းပြီးတော့အနာဖြေရှင်းလိုက်အနာခက်ခါဖြောင့်ချူသွားမယ်အဲ့လိုထင်တာအဲ့လိုမဟုတ်ပါဘူး ဘဝဆိုတာသူကခီးနဲ့တူတယ်အမြဲတမ်းရှေ့ကိုလျှောက်နေရတာရှေ့ကအရှိမရှိတဲ့လမ်းကိုမလျှောက်ရသေးတဲ့လမ်းဘာတွေရှိတယ်ဘယ်လိုဖြစ်တယ်ဆိုတော့အကုန်အတိအကျမသိနိုင်ပါဘူးသိရင်လည်းပဲသူကပြင်းစရာကြီးဖြစ်မှာပဲမသိရလို့အဲ့ဒါကိုသိချင်တဲ့စိတ်နဲ့ဘုံဘုံကိုစူးစမ်းတဲ့စိတ်တွေဖြစ်တယ် excited ဖြစ်တယ်ဒီလမ်းလျှောက်ရတာ အမ်မျိုးလင်းချက်တွေနဲ့စိတ်လှုပ်ရှားမှုတွေနဲ့ရှောက်တယ်ဒါလူလောကပဲဒါလူလောကပဲဒါကြောင့်မို့လို့ကိုအခုဘာတွေဆုံးဖြတ်နိုင်တော့ဆုံးဖြတ်နိုင်တဲ့ဟာဆုံးဖြတ်မဆုံးဖြတ်နိုင်တဲ့ဟာကိုလက်ခံထားမယ်ဒါမဆုံးဖြတ်နိုင်သေးဘူးဆက်လေ့လာအောင် ဆက်လေးလာနေဆိုတဲ့နေရာမှာကိုဘဝဝင်ချင်းမှာတွေ့တဲ့လူတွေပြင်စာထဲမှာတွေ့တဲ့သူရဲ့ကောင်းအကြောင်းတွေအဲ့ဒါတွေနားဆွင့်ပြီးတော့လေ့လာရတာပေါ့အဲဘုံဦးနေနေဆိုရင်တော့အဘသနနေလောက်မှာကျေးဇူးတော်ရှင်မာစီဆရာတော်ဘုရားကြီး ဥရောပနဲ့အမေရိကကိုဌာနပြုချတဲ့ခရီးအဲ့တရင်ကိုဖမ်းရတယ်အဲ့တရင်ဖမ်းပြီးတော့အရန်အားကြပြီးငါဒါလုပ်မယ်နိုင်ချဌာနပြုခြင်းနဲ့စိတ်တွေဖြစ်တယ်အဲ့ချိန်မှာဘုန်းတို့ဘုန်းကြီးเจ้าမှာအင်္ဂလိပ်စာတွေမသင်ရပါဘူးခုတည်းထိလည်းမသင်ရဘူး အင်္ဂလိပ်ကလုံးဝမသင်ရတဲ့အဲသင်ယူညနိုင်ကိုလိုက်ပြီးတော့နိုင်ချာတာနာပြုတ်ခြင်းတယ်ဆိုတော့ဒီရွယ်ချက်တစ်ခုကတော့နည်းနည်းလှမ်းနေတာဒါပေမဲ့အများအတွက်ငါတာနာပြုတ်မယ်နိုင်ချာမှာဗုဒ္ဓတရားတော့တော်ဟောခြင်းတယ်အဲ့ဒီစိတ်တဖောဖောဖြစ်လာတဲ့ခါကျတော့ တစ်ချိန်ကျရင်အင်္ဂလိပ်စာနဲ့လေ့လာမယ်ဒီပိရကသုံးပုံနဲ့ပဲကျေကျေနပ်နပ်လေ့လာကြမယ်လေ့လာခြင်းနဲ့ motivation တွေရတယ်အဲ့ဒါက inspiration ခေါ်တာပေါ့ကိုယ်ကိုလာပြီးတော့ inspire ဖြစ်တယ်အားကြစေတယ်အောင်မြင်တဲ့ပုံကိုယ်တွေဒါဟိုမာစီဆရာတို့ဖျားဆွေးနေတော့ ြည်တွင်ပြပဌာနပြုအနေအမှာအောင်မြင်တဲ့ဆရာတော်ကြီးတပါဘောနေတစုလာတစုလို့အောင်မြင်ကြောကြားတဲ့ဆရာတော်ကြီးတပါအဲ့တော့သားတို့သမီးတို့လည်းပဲကိုယ်စိတ်ဝင်စားတဲ့အရာဒီအမကိုယ်စိတ်ဝင်စားတဲ့ဘာသာရမှာဘုသူတရားနာမည်ကြီးတော်စီးပွားရေးမှာဘုသူနာမည်ကြီးတော်ကဘာဘောမှာဘယ်သူနာမည်ကြီးတော့ တဲ့မပြင်းအနေပသက်ပြီးဘယ်သူနာမည်ကြီးတော့အဲ့ဒါမျိုးတွေကိုလိုက်ဖတ်တယ်လိုက်ဖတ်ပြီးတော့သူတို့ရှောက်ခဲ့တဲ့လမ်းလေးလာတော့သူတို့ရှောက်ခဲ့တဲ့လမ်းမှာဘယ်လိုအခက်အခဲတွေတွေ့တော့ဘယ်လိုပြဿနာတွေကိုဘယ်လိုပုံစံမျိုးနဲ့ဖြေရှင်းခဲ့တော့အဲ့ဒါအဓိကစိတ်ဝင်စားမှာအောင်မြင်နေဆိုတာပြဿနာဖြေရှင်းတတ်တာကိုပြောတယ်အခက်အခဲတွေ့တဲ့အခါမှာဘယ်လိုစိတ်ထားတော့ ကိုယ်ကိုဘလို့ပြန်အားပေးကြတော့အဲ့ဒါဒီမြန်မြန်လေးလာနားထောင်ရမယ်သူများဟောပြောဝယ်နေနားထောင်ရမယ်စားဖတ်ရမယ်အမေးမြန်းရမယ်လို့ပြန်ပြီးတော့အချင်းချုံရရင်တော့အနာဂတ်အတွက်ဆုံးဖြတ်တဲ့နေရာမှာဟုတ် ကိုမြင်ရကြားရသိရတဲ့ဘုသူတ္တနဲ့အခုနေထားမှာကိုဆုံးဖြတ်တဲ့ဟာဆုံးဖြတ်နိုင်တာလေရှိနိုင်တယ်အဲ့ဒီလိုဆုံးဖြတ်တဲ့နေရာမှာအဓိကအရေးကြီးတာကတော့ကိုဘာပဲလုပ်လို့ဘာပဲဆုံးဖြတ်ဆုံးဖြတ်ဘာလုပ်မယ်ဘာဖြစ်ချင်လဲအဲ့ဒီလိုဆုံး engineer ဖြစ်ချင်တယ်ဒါမှမဟုတ်စီးပွားပညာရှင်ဖြစ်ချင်တယ် site ပညာရှင်ဖြစ်ချင်တယ် IT ဖြစ်ခြင်းနဲ့ manager ဖြစ်ခြင်းနဲ့အမ်ဘယ်လိုဘာပဲဖြစ်ခြင်းဖြစ်ခြင်းအဲ့ဒီလုပ်ငန်းတွေအားလုံးဟာလူသားအကျိုးပြုလုပ်ငန်းတွေလူသားအကျိုးပြုဆိုတော့ပိုက်ဆံရှာပြီးတော့သူများကိုအကုန်လုံးလှူပစ်တာမျိုးပြောတာမဟုတ်ပါဘူးကိုယ့်ဟာကိုယ်အမ်လက္ခဏာစာအနေနဲ့အလို့စူးစမ်းပြီးတော့လုပ်တာတောင်မှာကိုယ်လုပ်တယ်လို့ အများအတွက်အကျိုးဖြစ်တာရှိမယ်အများအတွက်အကျိုးဖြစ်တယ်ကိုလှုပ်တဲ့ဟာကအိုးဟာကွန်ပျူတာလုပ်ငန်းလုပ်တယ်ဆိုရင်ကွန်ပျူတာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့လိုအပ်တဲ့လူတွေကသူတို့ကိုအကျိုးပြုတယ်လေဖိုက်ဆန်ယူတာတော့ယူတာပေါ့သူတို့အတွက်လည်းပဲဖဲဖြစ်တယ်ညှတာတယ်ကိုယ့်အတွက်လည်းဖဲဖြစ်တယ်ဒါပေမဲ့သူတို့အတွက်လည်းပဲကောင်းကျိုးဖြစ်တယ်ကိုယ့်အတွက်လည်းကောင်းကျိုးဖြစ်တယ်အဲ့ဒါကိုပြောတာကုသိုလ်ဖြစ်တယ်ဆို အလကားပေးမှကုသိုလ်ဖြစ်တာမဟုတ်ဘူးနော်စိတ်ထက်တတ်ရင်နေ့တိုင်းနေ့ဟင်းချောင်းတက်တယ်ကုသိုလ်ဖြစ်နေ physics ဒီရူပဗေဒနားလည်ရင်အများအတွက်ဘယ်လိုခေါင်းကျိုးဖြစ်တယ် engineering မှာဘယ်လိုခေါင်းတယ်အဲတိပ္ပံပညာမှာဘယ်လိုခေါင်းတယ်အဲ ွန်ပျူတာဒီဇိုင်းလုပ်တဲ့နေရာမှာဘယ်လိုကောင်းတယ်စားရှိတည်ပြင်အဲ့ဒီလိုနားလည်ထားပြီးတော့ဒီ physics ကိုကိုလေ့လာရင်အများအတွက်ဆိုတဲ့စိတ်ဓာတ်နဲ့ကိုမြင့်မြင့်ချန်ပြီးတော့နေ့စဉ်နေ့စဉ်ကြောင်းတက်ရတဲ့ physics ကိုလေ့လာတဲ့အလုပ်ကိုရိုးရိုးအလုပ်လေးကိုလုပ်တဲ့အခါကျတော့အဲ့ဒီမြင့်မြင့်ကြံတဲ့အတွက်ကြောင့်မို့လို့ကုသိုလ်ဖြစ်နေတယ်ဒါအရောသမီးတို့ စာသင်ခန်းထဲဝင်ပြီးတော့အဲ physics အကြောင်းလေ့လာတာနဲ့အိမ်ပြန်ရတဲ့အခါမှာကိုအိမ်စာလောက်တာနဲ့တင်ကုသိုလ်ဖြစ်နေတယ်ကုသိုလ်ဖြစ်တယ်တခြားဘာသာလည်းဒီတိုင်းပဲသမိုင်းလေ့လာလား biology လေ့လာလား chemistry လေ့လာတာလားပထဝီလေ့လာတာလားဘွဲရယုံအတွက်ဆိုရင်တော့ကုသိုလ်တည်းမရအောင်နော်ငါဘွဲရရင်ဖြီးပြီဆိုတာသူက ငါ့အတွက်ပဲတွေးတာ ਉ ပထဝီလေးလာပြီးတော့ဒီပထဝီဘာသာလေးလာပြီးတော့ရရှိလာတဲ့အတိညာနဲ့ငါလူလောကကိုရတဲ့အခန်းကဏ္ဍနေပြီးတော့တင်းလျော်တဲ့အခန်းကဏ္ဍနေပြီးငါအကျိုးပြုမယ်အဲ့ဒါလို့စိတ်ထားရင်တော့ဒါတို့သမီးတို့ဒီ geography ဖြစ်ဖြစ် ဒီကြကြားမှာကြော့ရောဂျီရှင်းကြော့လောဂျီဖြစ်ဖြစ်ဘူမိဖေးတာအဲ့ဒီကလေလာတာကုသိုလ်နဲ့မပတ်သက်ဘူးလို့တချို့အထင်မယ်အမှန်တော့စိတ်ထက်တယ်လို့ကုသိုလ်ဖြစ်တယ်အဲ့ဒါတွေမကောက်ကုသိုလ်ဖြစ်နေမကောက်နောက်ပိုင်းကျရင်အနာဂတ်ကိုဘာလုပ်ချင်နေဆိုတဲ့နေရာမှာ ကိုရည်ရွယ်ချက်ကို ခိုင်မြဲအောင်ဆုံးဖြတ်တဲ့နေရာမှာလည်းပဲအများကြီးထောက်ကူဖြစ်ကိုရွေချက်တွေပြောင်းရတဲ့အဲကိုလှုပ်ချင်တဲ့လုပ်ငန်းတွေပြောင်းလဲရတဲ့အခြေမျိုးတွေရှိပါတယ်။အဲမနေ့ကဆိုရင်ဘုဟုဆရာဝန်တယောက် architect architecture ပေါ့ဘိဒုကံပညာပြန်လေ့လာတယ်။နောက်ဆရာဝန်တယောက်က ဈေးငံပညာပြန်လေ့လာရတယ်ဈေးငံပညာပဲစိတ်ဝင်စားတချို့ဆရာအနေကစီးပွားပညာပဲပြန်လေ့လာစီးပွားပဲပြန်လုပ်တယ်တချို့ engineer တွေကအာ archaeology ရှောင်းသူတွေနဲ့ပညာစိတ်ဝင်စားရအဲ့ဒါကိုလေ့လာရတယ် line ပြောင်းနေပေါ့တချို့ကြတော့မပြောင်းဘူး ဘယ်လိုပဲဖြစ်ဖြစ်အများအတွက်ပါငါလှုပ်တဲ့အများအတွက်ပါကောင်းတယ်ဆိုတဲ့အတွေ့လေးရှိနေတယ်ဆိုရင်ကိုလှုပ်တဲ့အလုပ်ကိုကျင့်နေတဲ့ပီတိဖြစ်တယ်လှုပ်ပြီးလည်းပဲအာ satisfy ဖြစ်တယ်ကျင့်နေတယ်ဘာဖြစ်လို့တော့ဆိုတော့ကိုလှုပ်တဲ့အလုပ်ထဲမှာ အများအတွက်ပါတွေးလို့အဲ့ဒါကိုမြင့်မြင့်ကျန်တယ်လို့ခေါ်တယ်။ပြတနာဖြည့်ရှင်းခြင်းတဲ့စိတ်အဲ့စိတ်ကိုဒါမြင့်မြင့်ကျန်တယ်လို့ခေါ်တယ်။ကိုယ့်ရဲ့ပြတနာတွေမကောင်းအများပြတနာဟုတ်ပါဝိုင်းဝန်းဖြည့်ရှင်းပေးတာ။နေ့စဉ်နေ့စဉ်ပုံမှန်ယုံသွားနေတဲ့ဝန်ထမ်းတွေကကုမ္ပဏီယုံမဲ့ဖြစ်ဖြစ်အစိုးရယုံမဲ့ဖြစ်ဖြစ်သူသွားပြီးတော့လှုပ်လှုပ်တဲ့အခါမှာသူလှုပ်တဲ့အလုပ်တွေဟာ အဲကုမ္ပဏီတွေရောတိုင်းပြည်တွေရောအကျိုးဖြစ်ထွန်းတာပါကုမ္ပဏီကနေပြီးတော့အောင်မြင်လို့အခုနေ့အများကြီးဖေးရတယ်အများကြီးဖေးနိုင်တယ်အများကြီးဖေးနိုင်တယ်လူတွေကလည်းလို့အများကြီးဖေးနိုင်တယ်ဆိုတော့ဒါသူစူးစမ်းမှုကြောင့်လည်းပါတာပဲအဲ့လိုတိုးတက်လာတာထမ်းချမှုလို့ကိုယ့်ရဲ့အလုပ်ကိုဂုံယူတတ်တဲ့ပုဂ္ဂိုလ်တွေဖြစ်အောင်ဆိုရင်မြင့်မြင့်ကျန်တယ် အဲ့လိုမြင့်မြင့်ကျက်နေဆိုရင်တော့မရေရာမှုကိုလည်းပဲကိုကင်တွယ်နိုင်တဲ့အနေထားမှာရှိပါတယ်စိတ်ထဲမကြဘူးမသေးကြမရေရာမှုရဲ့ဒဏ်ကိုလည်းပဲအာကိုချမ်းချမ်းခံနေတယ်ဘဝခရီးလျှောက်တာတစ်ကြိမ်မှာချစ်လန်းတလန်းပဲလမ်းပါတယ်အဲ့ဒါကိုရိုးရိုးကျင့်လို့ခေါ်တယ်မြင့်မြင့်ကျက်နာတော့ ကိုယ့်ရဲ့ပန်းတိုင်ရမန့်ချက်ပန်းတိုင်ရောက်အောင်ရှောက်လှမ်းတဲ့နေရာမှာငါရဲ့ခြေလှမ်းတဲ့ခြေလှမ်းတဲ့ကအများအတွက်လည်းကောင်းတယ်ငါကြံစာကြိုးစားရင်ငါမိဘတွေအတွက်လည်းကောင်းတယ်သူတို့ကုန်ရှိတယ်သူတို့စိတ်ချမ်းသာစိတ်မပူရအောင်ငါကြောင်းတဲ့အတွက်လည်းကောင်းတယ်ငါနိုင်ငံအတွက်လည်းကောင်းတယ်အဲ့ဒီလိုမြင့်မြင့်ကြံမြင့်မြင့်တွေးတဲ့အချင်းလေးလှုပ်ထားပါ